ကြောက်ပြီးပြည့်နေပြီတမသိဘူးလားတဲ့တဲချင်မှာအချင်းခွဲလိုက်တာပေါ့နော်တမီးအမေတို့အသက်ရွယ်ပါညာဆိုမေဆေးဆိုတာဟိုနေစိုးရင်ညာလေဆိုတဲ့အခါကျအဲ့ဒါတော့အမေ၄နာရီကြာတယ်မေဆေးသူများတွေတနာရီပဲကြာတာအမေအိုက်ခွဲခန်းပြီးတော့၄နာရီကြာအခုအမေကဟိုနောက်ကုန်သွားတယ်၄၅လောက်ကုန်သွားပြောကြတာပေါ့အမေဟိုဟာလေးလှုပ်ပေးခြင်းနဲ့ဒါလေးဖြူးခြင်းနဲ့ဒါလေးပြောပေးခြင်းနဲ့အမေတို့အလှူလေးရအောင်လို့အမေကိုပြောကြတယ်သိလားအမေမဟုတ်ဘူးလို့အမေအဲ့လိုမလှုပ်ခြင်းဘူး ပြီးခဲ့တဲ့2014မှာအဲ့လိုပေါ့တချမ်းပေါ့ညာဘက်တချမ်းရောင်နေလီအောင်တယ်လို့အောင်နေဆိုတော့မင်းကအဲ့ဒါနဲ့အောင်ချမ်းသာကစေကမှာတော့ပြလိုက်တာကြောက်တယ်ပြည့်နေပြီတမသိဘူးလားသိချင်မှာမသိဘူးဆရာမရဲ့တော့အဲ့တော့အဲ့ဟိုပါရဂူမကြီးကပြောတော့ဆိုတော့ခွဲစိတ်ဆရာဝန်နဲ့ပြပါတိုင်ပင်မှာအဲ့လိုပေါ့ခွဲရမယ်ဆိုရင်လည်းခွဲပါပေါ့အဲ့လိုပြောတဲ့အခါမှာ ကျမတချံကအောင်ပါလို့မေတို့ကအဲနှစ်လပိုင်းရပေါ့အဲ့ဒီချိန်ကပြရတဲ့ချိန်ကမေတို့ကလေးလပိုင်းဆိုရင်ကပြီလေအဲ့ဒါဆိုရင်လေတဲ့တချံပြီးလို့နှစ်လလောက်နေရင်တော့ပြပြအောင်ပြဒီကြားထဲမှာဆေးကို तू ကထိမ့်ပေးထားမယ်ဆိုတော့အမေကိုပေါ့နော်တလားကိုတလားစာကိုတသိအဲ့လိုမျိုးဝယ်ခိုင်းနေကိုကလည်းအော်ဘာပဲပြောမခွဲရပြီးဩဆိုအဲ့လိုတောက်တော့ဒီဟာကိုခွဲမယ်လို့ပြောပြီးတော့မှပင်းတရသွားရိုက်လိုက်သေးတယ်ပင်းတရသွားရိုက်တော့မှလူကဘလို့ဖြစ်လာလဲဆိုတော့ လူကဂရုံကြီးနဲ့ပေါ့ခြေလက်တွေမခိုင်တာတော့အမေလဲတယ်ဆိုင်ကယ်မှောက်တယ်ပြေးရမှာသမင်းစားဆောင်ကိုသွားတော့ခြေတော့ကမလွတ်တော့ဘူးတလောက်လောက်မြင်နေဟာခလုတ်တိုင်းမှောက်ကုန်လဲတာရှားမှာ ပြင်းရင်ကော်ဖီတောင်းပြင်းခော်ဖီတောင်းစီချိုတက်နာကိုမသိနောက်နေ့ကျတော့ဟိုခြေလက်တွေထုံလာတော့ကြောက်ပြီးတော့ဆေးကောင်းအောင်သွားတာသွားတဲ့အခါမှာရှူတင်ကမင်းသမီးမင်းသားတွေအကုန်သွားပြီလေမပါတာကိုပဲလေ တော့ကားတွေမရှိဘူးပေါ့သမီးရဲ့ပေးတရဆိုအသေးမှလားဂုံစင်းဂုံတက်နောက်တော့အမေတို့ကလည်းဂုံကဒီလိုတော့ဒီဝက်ကြီးလေဒီဝက်ကြီးကခွာလည်းမစည်းတတ်ဘူးကွာဘေးတိုက်စည်းတာဆိုတော့တည့်ရမှနောက်ပြန်ကြနောက်ပြန်ကြတော့အမေကအောက်ကဆိုင်ကရအဘောကဒီလားမထားနိုင်ဆိုအဲ့ဒါကုံရုံတော့အမေဘာဖြစ်လဲအမေဘာဖြစ်လဲမဖြစ်ဘူးမဖြစ်ဘူးမဖြစ်တော့ဆိုချာပြီးကိုယ်ပါအာဒါပဲအဲ့ဒီလမ်းမသွားတော့ဘုဘကသွားမှဆိုတော့စီးကျူက200ကျော်နဲ့ဆိုတော့ဒီကလည်းပြန်ရောအဲ့ရော ွဲတဲ့ဆရာဝန်နဲ့တော့ပြမြောင်တက်လာတော့ဆရာမရဲ့လို့ကျမခွဲမယ်ဆိုတာမကူပို့အောင်လာတယ်။ဟာတဲ့အဲ့ဒါဆိုရင်လည်းအဲ့ဒီညပဲသူကမနေ့ပြန်ကြရင်ဆေးုံတက်ပါခွဲမယ်ဆိုပြီးလောက်တာ။အားချင်းခွဲလိုက်တာပေါ့နော်။ခွဲလိုက်တဲ့ခါကျတော့သူတို့ဗာပြောလဲဆိုတော့ဒါကလုံးထုံးလုံးနေပါ။တမီးအမေတို့အသက်ရွယ်ပါညာဆိုမေဆေးဆိုတာကိုနေစိုးရင်ညလေလေ။ဆိုတဲ့ခါကျအဲ့ဒါတော့အမေ၄နာရီကြာတယ်မေဆေး။သူများတွေတနာရီပဲကြာတာအမေအိုက်ခွဲခန်းပြီးတော့၄နာရီကြာ။ဟိုမှာမရဟိုနောက်ကောင်းပါလား။၄၅လောက်ကောင်းပါ။ ကိုကလည်းအိမ်အောင်ဦးစည်းတို့ဖြစ်နေတော့လေအိမ်မာကမျိုးသားလည်းမရှိဘူးဦးဆောင်ဦးရွယ်ဆိုတော့လေကိုတဲ့ဟိုငယ်ဆုံးသားလေးနဲ့ကိုနဲ့ပါညာဆိုတော့လေချိန်ရတာပေါ့သမီးရဲ့နောက်အခုခေတ်ကုံစည်းနှုံးလို့ဆိုအိမ်ရဲ့ဈေးရိတ်ကတစ်လောက်သုံးသိန်းနဲ့မှမလောက်တာ၅သိန်းနဲ့မလောက်ဘူးလေအမေကိုဆက်ဆောင်ဦးဆုံးအဲ့လိုင်းမော်အမေညမတင်လိုက်တာကိုတွတ်တွေ့ချင်းတန်းထိုက်လင်းနာမည်မှားရင်လည်းပြန်ပြောပေးမယ်နော်ဘေးရင်ပြောမလားဓာတ်လားမသိပါဘူး မိုင်းခွတ်လို့ပါသားရယ်အဲ့သားလေးကနေပြီးတော့စိုးရိမ်တကြီးနဲ့သူကမက်ဆေ့ချာကနေမေးရှာသုံးသိပ်ပေါ့သူကအမေစေယုံစေယိတ်ဒီကျွန်တော်လှူချင်လို့တဲ့ဆိုတော့ကေဘေးကနေလှမ်းထက်နောက်တစ်ခါဟိုနေပေါ့အမေတို့အဆိုကားလှွာကမင်းသမီးအဆိုကားလှွာခုနတော့ထဲ့တယ်ဘယ်လောက်လဲတော့အမေလည်းမသိပါဘူးခုနလွှဲလိုက်တယ်တဲ့နောက်တစ်ခါဟိုဤငယ်လားဤတက်လားဤထွေးလားသူကနာမည်နဲ့အသုံးပြုဖြစ်တယ်ဖះကောင်ကသေယုတ်ဆောင်မှာလေ အဲ့သမီးလေးကတော့9000လောက်လွယ်မေအလှမခံပါဘူးသူတို့ကသူတို့အဲ့ဆေးဟိုးလေးသုံးပေးပါနော်ဆိုပြီးတော့ထည့်ပေးတာပေါ့အခုဟာရုပ်ရှင်စီယုံကဥမာပေါ့ဆေးရုံတဲရင်တသိန်းပေါ့နိုင်ဆိုတသိန်းပဲအဲ့ဒီကနေတသိန်းရတယ်နောက်တစ်ခါအမေတို့အမေများအဖွဲ့မှာပဒေသပင်ခေါ်มาပေါ့တာရင်နိုင်ပဒေသပင်ပေါ့သိရမလားအဲ့ဒီရနေပြီးတော့ဆေးရုံတဲရင်တသိန်းပဲတရာကိုနိုင်ဆိုတသိန်းအာမနေ့ကအစည်းအုံးကတသိန်း မေတို့အမေများဖွဲ့ရတသိန်းခွဲပေါ့ပြောကြတာပေါ့အမေဟိုဟာလေးလှုပ်ပေးခြင်းနဲ့ဒါလေးဖြူးခြင်းနဲ့ဒါလေးပြောပေးခြင်းနဲ့အမေတို့အလှူလေးရအောင်လို့အမေကိုပြောကြတယ်သိလားအမေမဟုတ်ဘူးလို့အမေအဲ့လိုမလှုပ်ခြင်းဘူးလို့မဟုတ်တကယ်လို့အင်တာဗျူးမယ်ဆိုရင်လည်းအမေနေကောင်းတဲ့အချိန်ကျရင်ဖြူးပေးမယ်နေကောင်းမယ်ဆိုတော့တို့ပါပြောနိုင်ရင်ပေါ့နော်တို့တော့စေတနာပေါ့နော်ဟိုလိုင်းပေါ်တင်ပေးလိုက်လို့ရှိရင်ဘာပဲပြောပြောပေါ့အဲ့လိုပေးကြမယ်လူတွေပေါ့ပါတယ်ဆိုတော့အဲ့လိုကြမလှုပ်ခြင်းအောင် ပြီးတော့လည်းကျမ်းမာအောင်လည်းနေပါမယ်။နောက်အမေထင်တာတော့တစ်လ45ရက်ဆိုရင်အမေလှုပ်ပြန်လုံနိုင်ပြီလို့ထင်ပါတယ်။တော့နေကောင်းအောင်ဆုတောင်းပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။